ပေးခဲ့တဲ့ဇော်လာ၈ရက်နေ့မှဇော်လာ၁၅ရက်နေ့အထိတပတ်အတွင်းမွန်ပြည်နယ်၌ COVID-19 တက်ခွဲအတည်ပြုလိုနာသည့်၂၄ဦးတွေ့ရှိခဲ့ကြောင်းကျန်းမာရေးဝန်ကြီးဌာနဤသတင်းထုတ်ပြန်ချက်များအရသိရပါသည်။ နိုင်ငံတော်ဝန်တပတ်တွဲတက်ခွဲတီပြူလူနာတင်52ဦးထပ်မံတွေ့ရှိခဲ့တဲ့အနက်မွန်ပြည်နယ်အတွင်းကူးစက်ခံရသူ24ဦးရှိနေပြီးတပတ်တွင်းကူးစက်ခံရမှုအများဆုံးဖြစ်နေကြောင်းဂျမိုင်းဝန်ကြီးဌာနမှဂျပန်နေ့ဇော်လ18ရက်နေ့နံနက်ပိုင်းမှာထုတ်ပြန်ထားကြောင်းသိရပါတယ်ဇော်လ10ရက်နေ့မှဇော်လ15ရက်နေ့အထိတပတ်အတွင်းတက်ခွဲနမူနာစုစုပေါင်း2285ခုအားစစ်ဆေးခဲ့ရာမွန်ပြည်နယ်မှာ24ဦးရန်ကုန်တိုင်းဒေသကြီးမှာ18ဦးမကွေတိုင်းဒေသကြီးမှာ9ဦးစုစုပေါင်း covid တီးပြူလူနာ52ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။မော်ပြည်နယ်မှာတပတ်တွင်တွေ့ရှိခဲ့တဲ့တခွဲတီးပြူလူနာများမှာဘီလင်းမြို့နယ်မှာ23ဦးနဲ့ကြိုက်တူမြို့နယ်မှာ2ဦးတို့ဖြစ်ကြကြောင်းသိရပါတယ်။ပိုးတွေ့ရှိမှုနှုန်းဟာယခုတစ်ပတ်တွင်1.2ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပြီးရခိုင်ဇွန်လပထမပတ်နေ့နှိုင်းရှင်ပါကနှစ်ဆနီးပါးမြင့်တက်ခဲ့ကြောင်းလည်းသိရပါတယ်။အဆိုပါပိုးတွေ့ရှိသူတို့တွင်ယောဂပြစ်ထက်လူနာအထူးချက်မဲ့ကုသပေးရသည့်လူနာအပြင်တည်ဆုံးမှုလူနာတို့လည်းမရှိသေးကြောင်းဂျမယူကြီးဌာနမှထုတ် ုတ်ပြန်ထားကြရသိရပါတယ်။မွန်ပြည်နယ်ဘေးလင်းမြို့နယ်နဲ့ကြိုက်ထုံမြို့နယ်အတွင်းတွေ့ရှိခဲ့ရတဲ့တက်ခွဲအတီပြည်လူနာများအားတက်ဆိုင်ရာမြို့နယ်ဆေးရုံများရှိတီးသက်အဆောင်များတွင် ထားရှိပြီးစေဝါကူတာမှုပေးထားကြောင်းနဲ့လူနာအလုံးကျမ်းမာရေးကောင်းမွန်ကြကြောင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့်နှီးဆက်သူတို့ကပြောကြားပါတယ်။ ၎င်းကဆက်လက်ပြီးလက်တလောမှာအသက်ကြီးသူတွေနာတာရှည်ယောဂါရှိသူတွေကိုဝင်ဆောင်မိကွေတွေကိုသက်ဆိုင်ရာမြို့နယ်ပြည်သူစေယုံတွေမှာကိုဗစ် -19 ထပ်ဆောင်းကာကွယ်ဆေးတွေထိုးနှက်ပေးနေပါတယ်လို့ပြောကြားပါတယ်။ကျမ်းမာရေးဝန်ကြီးဌာနမှလည်းကိုဗစ်ကူးစက်မှုအန္တရာယ်ဆိုရင်ရတဲ့အခြေအနေတို့မရောက်ရှိသေးတော့လဲတကိုရေးကာကွယ်မှုနည်းလမ်းများကိုဆက်လက်လိုက်နာရန်နဲ့ကာကွယ်ဆေးထိုးနှက်မှုခံယူရန်တိုက်တွန်းထားပါတယ်။ယခုဆိုလာမှာမွန်ပြည်နယ်အတွင်းဘီလေးမြို့နယ်မှာကိုဗစ် -19 လူနာ23ဦးနဲ့ကြိုက်တူမြို့နယ်မှာကိုဗစ် -19 လူနာ2ဦး တွေ့ရှိထားကြောင်းသိရပါဗျ။